love you. ားလုံးပဲမင်္ဂလာပါ Mei Gaming Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Once Human မှာရှိတဲ့ Boss တွေကိုအေးဖြော်ပြနိုင်လောက်အောင်ထိကျန်းတဲ့ Scar Gun ကိုဘယ်လိုဆော့ရမလဲဆိုတာနဲ့ဘာတွေတက်ပြီးသုံးရမလဲဆိုတာကိုပြောပြပေးသွားမှာပါမစခင်မှာဒီဗီဒီယိုလေးကိုလက်မလေးနှိပ်ပြီးတော့ကျွန်တော်ရဲ့ Channel လေးကိုလည်း Subscribe နဲ့ဗီဒီယိုအသစ်တင်တိုင်းမလွတ်အောင်လို့ Noti ခေါင်းလောင်းလေးကိုပါဖွင့်ထားကြဖို့ကြည့်နေတဲ့ Viewer တွေအားလုံးကိုတောင်းဆိုပါတယ်ဗျာ ထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့မင်းသားကြီးစကာဒလက်စ်ဗယ်လာရဲ့အလုပ်လုပ်ပုံကနေစပြောပါမယ်ထိတ်ဆုံးအဖက်ကတော့လေးကထိအောင်တနက်နဲ့ပြစ်ပြီးတာနဲ့ရှာပနယ်ဆိုတဲ့အဖက်တစ်ခါထွက်မယ်ပေါ့နော်ဆိုတော့ရှာပနယ်ဆိုတာဘလို့အလုပ်လုပ်လဲဆိုတဲ့အကြောင်းကိုအကြံပြင်းရှင်းပြပေးမယ်ဒီမှာဆိုရင်ရှာပနယ်ကတနက်ကြီးနဲ့ထိအောင် enemy ကိုပြစ်တာနဲ့ကျွန်တော်တို့ရဲ့ attack ရဲ့60ရာခိုင်နှုန်းကို weapon damage အနေနဲ့ enemy ရဲ့ကြုံရ random pack တစ်ခုကို damage သွားထိမှာဒီမှာဆိုရင်မေးစရာရှိတာ enemy ရဲ့ random pack ဆိုတာဘာလဲပေါ့နော် enemy ရဲ့ random path ဆိုတာသူတို့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပြောချင်တာဥပမာဒီ deviant မှာဆိုလို့ရှိရင်ခေါင်းရဲ့လက်နှစ်ဖက်ရဲ့ယင်ဘက်အနေနဲ့6နှစ်ဖက်ရဲ့ဆိုပြီးတော့ပတ်6ခုရှိတယ်။အဲ့ထဲမှာရှာပနေကသူထိကျင်တဲ့အစိတ်ပိုင်းကိုဓာတ်မိတ်သွားထိမယ်ဆိုတဲ့သဘောမျိုးအဲ့လောက်ဆိုရင်တော့သဘောပေါက်မယ်ထင်တယ်။တခုထပ်တည်ထားရမှာက enemy တိုင်းမှာပတ်6ခုပဲရှိတာမဟုတ်ဘူးပေါ့နော်။ဘယ်ကောင်ကိုကပြစ်တာလဲပေါ်မူတည်ပြီးအ ਨੇ အများကွာနိုင်တယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ရှာပနေရဲ့သဘောတဘာဝနဲ့ပုံစံကဂန်းအတိုင်းပဲသွားမယ်လို့ပြောချင်တာ။ ဒီမှာရေးထားတဲ့ element ကိုမြင်ပြီးတော့ဒီ gun ကို element gun လို့မထင်လိုက်နဲ့ဒီ gun က element မဟုတ်ဘူးဒီကောင်က weapon type gun ပြောချင်တာကဒီတကြောင်းမှာဆိုရင်တနက်ကြီးထိတာနဲ့ sharpener ထိမယ်လို့ပြောထားပေမဲ့အောက်ကစာမှာကြတော့ gun effect အတိုင်းသွားမှာမို့လို့ကျွန်တော်တို့ gun ကိုပြန်ကြည့်လိုက်ရင်၄ချက်ထိပြီးမှ sharpener ထိမှာအဲ့တော့ကျွန်တော်တို့စကာနဲ့ပြည့်နေတဲ့ရေ gun effect အတိုင်းပဲသွားမှာတစ်ချက်ထိုံနဲ့ထွက်မှာမဟုတ်ဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ gun က element တိုင်းမဟုတ်တဲ့အတွက်ကို crit ထိမယ် weak spot ကိုထိမယ်အဝေးကနေပြင် damage ရော့မယ် ဒါတွေကတော့ကျွန်တော်တို့ sharpening အလုပ်လုပ်တဲ့ပုံစံတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ gun မှာပါတဲ့အတိုင်းပဲလေးချက်ပြစ်ပြီးသွားတဲ့အချိန်မှာ sharpening ကကြုံရပတ်တစ်ခုကိုဓာတ်မိတ်သွားထိတယ်နောက်ထပ် gun effect တွေဟာတနက်နဲ့ပြစ်လို့ crit ထိရင်နှစ်ချက်လို့ကောင်းတယ်ပြောချင်တာကအပေါ်က၄ချက်ထိမှ sharpener ထိမှဒါပေမဲ့၄ချက်မှ crit တစ်ချက်ထိရင်၃ချက်ပြစ်တာနဲ့ sharpener ထိမယ် crit ကြည့်ပဲနှစ်ချက်ထိရင်ကြတော့ sharpener တန်းထိမယ်နောက်တစ်ခုကကြတော့တနက်နဲ့ crit ထိတာနဲ့ sharpener trigger အတိုင်း plus 1ကို1 second ကြာတိုးမယ် ဘောကခရစ်ထိပြီးတော့တစ်စက္ကန့်အတွင်းရှာပနယ်ထိခဲ့လို့ရှိရင်ရှာပနယ်ကနှစ်ချက်ထိမယ်လို့တည်ထိုင်ရပြီရှာပနယ်ထရိတ်ကတိုင်းရင်ပင်ကိုမှရှာပနယ်ထရိတ်ကပတ်ဆိုရလဲရှိသေးတယ်ဒါပေမဲ့ဒီကန်းထဲကမဆိုင်တာမို့လို့ဒီဗီဒီယိုမှာတော့ရှင်းမပြတော့ဘူးနောက်တစ်ခုကရှာပနယ်ထိသွားလို့ထိသွားတဲ့ရှာပနယ်ကပါခရစ်ထက်ထိမယ်ဆိုလို့ရှိရင်ဓာတ်မိတ်30ရာခိုင်နှုန်းပိုထိမယ်လို့ပြောတာဒါတွေကတော့ဒီကန်းရဲ့အလုပ်လုပ်တဲ့ပုံစံအပေါ်ကပြောပြပေးသွားတာတွေကိုကျွန်တော်တိကျပြန်ပြပေးမယ် ီမှာဆိုလို့ရှိရင်ခရစ်တစ်ချက် normal နှစ်ချက်ထိတဲ့အချိန်မှာရှာပနယ်ထိတယ်။ဒီမှာဆိုရင်ခရစ်နှစ်ချက်ထိတာနဲ့ရှာပနယ်တန်းထိတယ်။အဲ့ဒီမှာမှဒီသွေးတန်းလေးရဲ့အပေါ်မှာပေါ်လာတဲ့ logo လေးကကြတော့သူရှာပနယ်နှစ်ချက်ထိမဲ့အချိန်ကိုပြပေးတာ။အဲအကြောင်းဒီမှာဆိုလို့ရှိရင်လည်းရှာပနယ်ကကျွန်တော်နှစ်ချက်ထိတယ်ပေါ့နော်။ အဲ့ဒါအောင်မှာခရစ်ပါထိနေတဲ့ရှာပနေကကျွန်တော်တို့ခရစ်တက်မိတ်30ရာခိုင်နှုန်းပို့ထိရယ်။ဒါဆိုရင်ဒီစကားကန်းကဘလို့အလုတ်လုတ်လဲဆိုတာကိုအကုန်သိသွားပြီမလို့ကျွန်တော်တို့နောက်တစ်ခုသွားကြမယ်။နောက်ထပ်ကျွန်တော်တို့စကားနဲ့အလိုက်ဆုံး calibration ဆာရွက်ကိုဆက်ပြောမယ်။အခုလောလောဆယ် rifle gun တိုက်မှာတုံးလို့ရတဲ့ calibration ဆာရွက်တွေထဲမှာမှာဒီ precision style ဆိုတဲ့ဆာရွက်ကစကားနဲ့အကောင်းဆုံးပဲပေါ့နော်။ဘာလို့လဲဆိုတော့ဒီဘက်က rapid shot style မှာဆိုလို့ရှိရင်လည်းတနက်ကပိုမြန်လာတာတော့ဟုတ်တယ်။ဒါပေမဲ့အထက်ကို30ရာခိုင်နှုန်းအောင် short တယ်။ စကားရဲ့ရှာပနယ်ကအထက်အပေါ်မှာမူတည်ပြီးဓာတ်မိတ်ထွက်တာဆိုတော့ကျွန်တော်တို့ရဲ့ဓာတ်မိတ်ကတိတိတတ်တာရော့သွားမှာဒီ heavy stand ကတော့မစိုးဘူးရွေးချယ်စရာမရှိရင်တုံးလို့ရတယ်ဒီကောင်အောင်တုံးရင်တနက်ထဲမှာကြီးများများပိုဆန့်သွားတော့ကြာကြာပြစ်လို့ရသွားတယ်ဒါပေမဲ့ precision style ကိုသွားကြည့်လိုက်ရင်ကျတော့ကျွန်တော်တို့အထက်25ရာခိုင်နှုန်းတောင်ပေါင်းပေးတယ်အဲ့ဒါအပြင်တနက် rain ကိုလည်း40ရာခိုင်နှုန်းထပ်ပောင်းပေးရဆိုတော့ damage လည်းတိတိတတ်တာပိုထွက်တဲ့အပြင်ဝေဝေလည်းပိုပြစ်လို့ရသွားတာမို့လို့ precision style ကသာစကားနဲ့အလိုက်ဖက်ဆုံးပဲ calibration ရဲ့နောက် effect နှစ်ခုမှာတော့ crit rate ကိုရနိုင်သမျှများများသာတုံးစကာက crit rate ပေါ်အရင်မိခိုတယ်အနည်းဆုံးစာရွက်မှာ crit rate နှစ်ခုပါတာကိုတော့တုံးနောက်ထပ်ကျွန်တော်တို့ gun မှာတက်တဲ့ accessory တွေကို ပြပေးမယ် gun မှာ accessory ကိုကိုယ့်ရဲ့ play style ပေါ်မူတည်ပြီးကြက်ရအောင်တုံးလို့ရတယ်ကိုက gun ကိုမနိုင်ရင် stability ကိုကတိကျတာကြိုက်ရင် accuracy ကျွန်တော်ကတော့ gun ကိုနိုင်တာမဟုတ်လို့ range ကိုပဲအများဆုံးတင်သုံးတယ်ဘိုးဝေးရပြင်လဲ damage မရောတော့အောင်လို့ ျွန်တော်အခုသုံးထားတာတွေကပြောင်းမှာဆိုရင် Tactical Suppressor စကုပ်မှာဆိုရင် Raptor Optic Sight အဲ Grip မှာဆိုလို့ရှိရင် Tactical Combine Grip ကြီးကပ်မှာတော့ကျွန်တော်အဝိုင်အောင်ကြီးကပ်ကိုပဲသုံးထားတယ်ကျွန်တော်တို့သုံးရမယ့်ကြီးတဲ့မှာဒီ Smart Rifle APG ကအကောင်းဆုံးပဲဒီကောင်နဲ့ဆိုရင် Sharpness တစ်ခါထွက်တိုင်း Attack 30ရာခိုင်နှုန်းကို30ကန့်ကြာရတယ် ဒီကြီးမရှိဘူးဆိုလို့ရှိရင်လည်းဒီ testing rifle APG ကိုတုံးလို့ရတယ်အထက်တန်းပါဆန်ရလွဲလို့ရှိရင်လည်းကျန်တာအကုန်တူတူပဲနောက်ထပ်ကျွန်တော်တို့ရဲ့မင်းသားကြီးရဲ့ပါရမီဖြည့်ဘက် deviant နေဆိုရင်တော့ရွေးချယ်စရာနှစ်ကောင်ရှိတယ်ဇက်ကန်နဲ့လုံးဦးနှစ်ကောင်ဒီထဲမှာမှာကိုသွားပြမဲ့ enemy ကကိုနဲ့တညီတည်းရှိတယ်ဆိုရင်တော့လုံးဦးသုံးမဟုတ်ဘဲနဲ့လေးဘောပြန်နေတာတို့ကိုကဂုံးပေါ်ရောက်နေတာတို့မျိုးဆိုရင်ကျွန်တော်တို့ဇက်ကန်သုံးဖို့အကြံပေးတယ်လုံးဦးကသူ့ကိုက်ခံရတဲ့ကောင်ကိုပဲ weapon damage ပို့ပေးတာ သူကမကြိုက်နိုင်ဘူးဆိုလို့ရှိရင်ကြတော့အသုံးမဝင်ဘူးဇက်ကန်ကိုသုံးကျင်နေဆိုရင်ကြတော့ကျွန်တော်အော်တိုနဲ့မထုတ်မိပဲနဲ့မန်နျူအယ်နဲ့ပဲထုတ်ဖို့သေချာသတိပေးကျင်တယ်ဇက်ကန်ကိုမန်နျူအယ်သုံးမှသာကိုပခုံးပေါ်တက်လာတာပခုံးပေါ်ရောက်နေပြီဆိုရင်လည်းမပြီးသေးဘူးကျွန်တော်တို့က OTS ဒါမှမဟုတ် ADS ဖွင့်ပြီးတော့ပြတ်မှသာ effect ဝင်တယ်အရာတော်တော်များများမှာကတော့ကျွန်တော်တို့ဇက်ကန်ကပို့ပြီးတော့အသုံးဝင်တယ် ီမှာဆိုရင်ကျွန်တော်တို့ဇက်ကန်ကို manual ချလိုက်မှာပဲပခုံးမော်ကိုတက်လာတယ်ပြီးရင် ODS ကဒီလိုမျိုးပခုံးနှားချိန်ပြစ်တာ ADS ကကျွန်တော်တို့စကုပ်ဖွင့်ပြီးတော့ပြစ်တာပေါ့နော်အဲ့လိုမှတက်ပုံစရိုက်တယ်မဟုတ်ရင်တက်ပုံမရိုက်ဘူးအော်တိုချလိုက်ရင်ကြတော့သူကစတန်အနေနဲ့သူ့ဟာသူထောင်ပြီးတော့လိုက်ရိုက်တယ်ဒါပေမဲ့တိတ်ပြီးတော့အလုံးမဖြစ်ဘူး လုံးဝကြတော့ဘလိုချချသူ့ဟာသူပြေးကြိုက်တယ်ဒါမဲ့အော်တိုချရင်တော့အနည်းဆုံးကကောင်အောင်ပဲပြေးကြိုက်တယ်ကိုလိုချင်တဲ့ကောင်အောင်ကြိုက်မှာမဟုတ်ဘူးသူကြိုက်ခံရတဲ့ကောင်အောင်မှာကျွန်တော်တို့ကဝက်ဘွန်ဒက်မိတ်ပေါ်နဲ့ရမယ်ပေါ့နော်လက်ကံကြတော့သူတက်ပုံရိုက်တာခံရတဲ့ကောင်နေရဝက်ဘွန်ဒက်မိတ်ပေါ်နဲ့ရမယ်အဲ့တော့ကိုချမဲ့ရန်သူပေါ်မူတည်ပြီးတော့ပေါ့တုံးပေါ့နော်နောက်ထပ်ကျွန်တော်တို့စကားနဲ့တွဲတောင်းရမယ် secondary gain ကတော့ကျွန်တော်တို့ recast cross ကိုတုံးတယ် ဒီ cross bow မှာဘူးဆိုင် effect ပါလို့ဘူးဆိုင် effect က effect ဝင်သွားတဲ့ enemy ကိုအမှတ်ပေးပြီးတော့အမှတ်ခံရတဲ့ enemy က damage ရခိုင်တော့ပိုထိတယ်အဲ့ဒါပြုံမှာဒီ cross bow ကဘူးဆိုင်မှတ်ခံရတဲ့ enemy ကို10စက္ကန့်ကြာ crit range 15ရာခိုင်နှုန်းမှာပေးသေးတယ်။ဒါပေမဲ့ဒီ cross bow ကကျွန်တော်တို့ bingo လိုမျိုးဘူးဆိုင် trigger chance ကို trigger count နဲ့ရောအလုပ်လုပ်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ cross bow က weak spot ကိုထိမှာတာဘူးဆိုင် effect ဝင်တာပေါ့နော်။အဲ့တော့ weak spot မပါတဲ့ enemy တွေဆိုရင်အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဟိုက week spot ပြရတာအချိန်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ပင်ကိုပဲပြန်သုံးစီခြင်းနဲ့နောက်ထပ်မီလီဝတ်ပုံအနေနဲ့ကျွန်တော်ကူကရီဓာတ်ကိုသုံးတယ်ဒီမှာဆိုရင်ကျွန်တော်တို့လိုချင်တာကဒီဓာတ်နဲ့ enemy တကောင်ကိုတတ်လိုက်တာနဲ့ attack 30ရာခိုင်နှုန်းနဲ့ crit range 15ရာခိုင်နှုန်းကို10စက္ကန့်ကြာရတယ်ဒီ effect ကိုလိုချင်တာအဲ့တော့ကျွန်တော်တို့တခုခုမပစ်ခင်မှာ enemy တကောင်ကိုဒီဓာတ်နဲ့တတ်ဖို့လိုတယ်အဲအကြောင်းကျွန်တော်တို့ဒီ ice spot ဆိုတဲ့ deviation ကိုလိုတာဒီကောင်ကနေပြီးတော့ sticky eye crystal လေးထုတ်ပေးတယ် ဒီရေခဲတုံးနေရာသူ့ဟာသူဆိုရင်တော့အတုံးမဝင်ဘူးဒါပေမဲ့ enemy တကောင်အနေနဲ့တတ်မှတ်တယ်အဲ့တော့ကျွန်တော်တို့ကတခုခုမပစ်ခင်မှာဒီရေခဲတုံးချပြီးတော့ကုကရီနဲ့ခုတ်လိုက်ပြီဆိုလို့ရှိရင် enemy တကောင်ကိုဒီဓာတ်နဲ့တတ်လိုက်တာနဲ့အတူတူပဲမလို့ဓာတ်မှာပါတဲ့ effect ကိုရသွားတယ်အဲ့ကြောင့်ကျွန်တော်တို့ကုကူရီတုံးပြီဆိုရင် sticky eye crystal လေးစောင်းထားဖို့လိုတယ်။နောက်ထပ် sky ကီးရမှာအနေနဲ့ကျွန်တော်တို့ gas type helmet ကိုတုံးတယ်။ဒီအုပ်ထုပ်မှာကျွန်တော်တို့ရဲ့ sharpener target bag ကို1အနေနဲ့ပဲထားလိုက်တယ်။ ကျွန်တော်တို့တနက်အကြောင်းပြောတော့ကရှာပနဲ့ထရိဂါဘတ်ကဒီကမ်းမှာအသုံးမဝင်ဘူးလို့ပြောသလိုပဲဒီ effect ကလည်းစကားအပေါ်မှာအလုံးမလုံဘူးဒုတိယ effect ကကျွန်တော်တို့ရဲ့ရှာပနဲ့ damage ကို150ရာခိုင်နှုန်းအထိတိုးပေးတာအဓိကဒီ effect ဒီဒုတိယ effect ကနေ damage တော်တော်များများကျွန်တော်တို့ boost ပေးတယ်အဲအကြောင်းကြီးရမှာအနေနဲ့ gas side helmet ကစကားနဲ့အကောင်းဆုံးပဲနောက်ထပ်စကားနဲ့တွဲသုံးရမယ့် armor set တွေကကြတော့ torture 3တန်နဲ့ low 2ထည့်3တန် ဒီငားတယ်ဟိုခေါင်းကလွဲပြီးတော့ကြံတဲ့အာမတက်လို့ရတယ်ဘယ်နေရာမှာမဆိုကျွန်တော်တို့ကိုအဆင်ပြေသလိုတက်လို့ရတယ်အဓိကက touch rate သုံးတဲ့နဲ့လုံးဝနှစ်ထည့်ဖြစ်ဖို့ပဲဘာလို့ဒီအာမဆက်နှစ်ခုလဲဆိုရင် touch rate မှာဆိုရင်တစ်ထည့်ဝစ်လိုက်ရင် weapon damage reduction 30ရာခိုင်နှုန်းရတယ်20ဝစ်လိုက်ရင်ကျတော့ကျွန်တော်တို့ရဲ့သွေး80ရာခိုင်နှုန်းအောက်ကျသွားတာ ਨੇ weapon damage နဲ့ shattered damage ကို12ရာခိုင်နှုန်းပေါင်းပေးတယ်30ဝစ်လိုက်ရင်ကျတော့ weapon damage နဲ့ shattered damage ကို10ရာခိုင်နှုန်းထပ်ပေးတယ် အဲ့ဒါကမှကျွန်တော်ရဲ့ sanity ကရော့လေဒီ effect ကပိုပေးလေပဲပေါ့နော် sanity ကိုကုန်တဲ့အထိရော့သွားပြီဆိုလို့ရှိရင်ကျွန်တော်30ရာခိုင်နှုန်းအထိပေးတယ်ဒီ30ရာခိုင်နှုန်းကကျွန်တော်သုံးတဲ့ effect ကနေပြီးတော့လာတာပေါ့နော်နှစ်ထဲ effect က72ရာခိုင်နှုန်းပါပေါင်းလိုက်ရင်ကျွန်တော်ဒီ armor နေပဲစုစုပေါင်း42ရာခိုင်နှုန်းအထိရတယ်အဲ့တော့ကျွန်တော်တို့ဒီထွက်ထွက်နဲ့ဆော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ sanity ကိုကုန်တဲ့အထိ short ထားဖို့လိုတယ်။ sanity ကို short ဖို့ဆိုလို့ရှိရင်ဒီမှာပြထားတဲ့ item တွေတုံးလို့ရတယ်။ ီထဲမှာမှာ sea water ရဲ့ dirty water နဲ့ spoil food တွေစားလို့ရှိရင်ကြတော့ကျွန်တော်တို့ side effect ရှိတယ်။ဒါတွေများများစားမိရင်ကျွန်တော်တို့ character နေမကောင်းဖြစ်ပြီးတော့ခေါင်းမူတာအန်နာမျိုးဖြစ်တတ်တယ်။အဲဒါကြောင့်ဒါတွေစားမယ်ဆိုရင်ကျွန်တော်တို့ antibiotic လေးဆောင်တာဒါကနေမကောင်းဖြစ်ရင်ပြန်ကုဖို့သုံးရတာ antibiotic ကိုကျွန်တော်တို့ supply web bench မှာတွားပြီး craft လို့ရတယ်ကျန်တဲ့ sanitary correction ဆေးလုံးနဲ့ large boiling water ကတော့ side effect မရှိဘူးဒီ sanitary correction ဆေးလုံးကိုကျွန်တော်တို့ဟင်းချက်တဲ့နေရာမှာတွားလုပ်လို့ရတယ် large violin water ကတော့ chef class မဟုတ်ရင်လုပ်လို့မရဘူးကိုက chef class မဟုတ်ဘူးဆိုရင်လည်းကိုယ်တငယ်ချင်းကို chef class ယူခိုင်းပြီးတော့လုပ်ပေးခိုင်း large violin water ကိုလုပ်မယ်ဆိုလို့ရှိရင် creative cooking မှာ polluted water ၅ခုနဲ့ dirty water ၅ခုပေါင်းပြီးလုပ်ရင်ရပြီနောက်ပြီးတော့ treasure သုံးတဲ့ဝတ်ထိုင်ရင်ကျွန်တော်ရဲ့ sanity ကျလို့သွေးရောတဲ့ effect ကို40%ကိုရှော့ပေးသေးတယ်ပုံမှန် sanity ကုန်အောင်ချလိုက်ရင်သွေးရတက်ပဲကြံတယ်ပေါ့နော် ါပေမဲ့ treasure တုံးတဲ့ဝစ်ထားတဲ့အချိန်မှာ sanity ကိုအောင်ချလိုက်ရင်သူ40ရာခိုင်နှုန်းလောက်အထိကျန်သေးတယ်။ကျန်တဲ့နှစ်ထဲမှာလုံးဝဝစ်တာကြတော့လုံးဝမှာတစ်ထဲဝစ်ရင် max capacity bonus 30ရာခိုင်နှုန်းရတယ်။နှစ်ထဲဝစ်ရင်ကြတော့ကျွန်တော်တို့ crit rate 900ရာခိုင်နှုန်းရတယ်။နှစ်ခုလုံးကစကားအတွက်အသုံးဝင်တယ်။စကာခရရင်ကိုအရန်လိုတယ်ရတဲ့နေရာခရရင်ကိုယူရမှာမဟုတ်လို့ကျွန်တော်တို့လုံးဝကိုသုံးတယ်ဒါကတော့စကာမှာသုံးတယ်ကီးယာမှာနဲ့အာမာဆက်တွေပေါ့နော် နောက်ထပ်ဘယ်မော်ရီကိုတက်ရမလဲဆိုတာမပြောခင်မော်ရီရဲ့အောက်မှာရှာရမယ့် effect တွေကိုကျွန်တော်ဘာတွေရှာရမလဲဆိုတာကိုအရင်ပြောပြမယ်။ပထမဦးဆုံး gamma မှာဆိုရင် sharpening surface တွေတုံးနေပေါ့နော်။ sharpening surface မှာ sharpening crit damage ကိုအဓိကရှာတယ်။ဒုတိယကကျွန်တော် sharpening damage နောက်ထပ်ဒီစကနဲ့က boss တွေကိုပဲပြစ်မှာမဟုတ်လို့ damage against grade 1ကိုရှာတယ်။နောက်တစ်ခုကဘာပဲကြာကြာရတယ်ပေါ့နော်။ millisecond secondary ကတော့မလိုတာမဟုတ်လို့မပြောတော့ဘူး။ အာမာရီမှာခေါင်းနဲ့အင်ကြီးမှာကကျွန်တော်လူနာဆာဖေ့စ်မော့တွေတုံးနေလူနာမှာဆိုရင်လည်းခရစ်ဒက်မိတ်ကို အရင်ရှာဒုတိယဝပွန်ဒက်မိတ်ကိုရှာဒီမှာလည်းတတိယ grade 1ဒက်မိတ်ကိုရှာနောက်ဆုံးတစ်ခုကပါကြကြရတယ်ကျန်တဲ့အပိုင်းတွေအကုန်လုံးမှာ violent surface တွေပဲတုံးနေ violent မှာလည်း crit damage ကအဦးစားပေးပဲပြီးရင် weapon damage ပြီးရင် grade 1ကျန်တဲ့တစ်ခုကပါကြကြရတယ်ခုမှ sharpening surface နဲ့ lunar surface တွေမရှိဘူးဆိုရင်လည်းအားလုံးမှာ violent တွေတက်တုံးလို့ရတယ် ဒါဆိုရင်ကျွန်တော်တို့ဗာမော့ကြီးတက်ရမလဲဆိုအောင်ဆက်ပြောကြမယ်ပထမဦးဆုံးစကားမှာဆိုရင် sharpener souvenir ကိုသုံးတယ်ဒီမော့ဟာ sharpener effect ထိလို့ enemy ရဲ့ weak spot ကိုသွားထိလို့ရှိရင်ကြည်တောင်းကို auto re လုပ်ပေးတယ်တစ်ဆက်ထဲနဲ့ကျွန်တော်တို့ကြာကြာပိုပစ်လို့ရတယ်ကိုက boss ကိုကြည်တကက်မကုံငယ်မှာတတ်နိုင်လို့ရှိရင်ကြတော့ကျွန်တော် sharpener smash ကိုသုံးဒီကောင်က damage ပိုထွက်တယ်ဒီကောင်က sharpener တစ်ခါထိတိုင်းနောက်ထိမဲ့ sharpener ရဲ့ crit rate ကို200ခိုင်နှုန်း2စက္ကန့်တိုးပေးတယ် stack က15ကအထိစုလို့ရတယ်။ stack အပြည့်မှာဆိုလို့ရှိရင် sharpener ရဲ့ crit rate ကို30ရာခိုင်နှုန်းအထိတိုးပေးတယ်။ဒါပေမဲ့ sharpener souvenir ထဲကြီးကုန်တာပုံမြန်တော့ခဏခဏတော့ကြီးဖြည့်ရမယ်။ secondary gun မှာကဘူးဆိုင်ပါတဲ့ gun တွေပဲသုံးတာမို့လို့ vulnerability amplifier ဆိုတဲ့ mod ကိုသုံးတယ် ဒီမော့ကဘူးဆိုင် effect ဝင်သွားတဲ့ NMB ကို damage 800ခန်းလုံးပိုထိစေတယ်အဲ့တော့ဘူးဆိုင်ရဲ့ effect မှာကိုပါတယ်800ခန်းလုံးနဲ့ပေါင်းလိုက်ရင်ဒီမော့တက်ထားတဲ့ဘူးဆိုင်ကန်နဲ့အမှတ်ခံရတဲ့ NMB ကို damage 1600ခန်းလုံးတော့ပိုထိရယ်မီလီမှာဆိုရင်ကူကရီနဲ့ရေခဲတုံးခွဲရတာပိုလွယ်အောင်လို့မီလီဒမ်မိတ်ကိုတိုးပေးတဲ့မော့အပြာလေးပဲတုံးတယ်။အာမာရီမှာဆိုလို့ရှိရင်ကြတော့ခေါင်းမှာမိုမန်တန်အပ်မော့ကိုတုံးတယ်။ဒီမော့ကကျွန်တော်တို့ဂန်းမှာပါတဲ့ G ရဲ့ပထမတဝက်မှာ fire rate 10ရာခိုင်နှုန်းပေးပြီးတော့ ောက်တစ်ဝက်ကိုဝပွန်ဓာတ်မိတ်30ရာခိုင်နှုန်းပေးတယ်။ဥမာကြီး40ရှိရင်စပစ်တဲ့ကြီးအတောက်20ရာပိုမြန်မယ်။နောက်20ရာပိုပြင်းမယ်ပေါ့နော်။အဲဒီမော့ရဲ့ကြည်တဝက်ကုံမှာဓာတ်မိတ်ပိုထွက်တာအောင်မကြိုက်ဘူးဆိုရင်ရွေးချယ်စရာအနေနဲ့ Weapon Symphony ဆိုတဲ့မော့ရှိမယ်။ဒီမော့ကြတော့ကျွန်တော်တို့ Weapon Swap လုပ်ပြီးတာနဲ့ Fire Range 30ရာခိုင်နှုန်းနဲ့ Weapon Damage 25ရာခိုင်နှုန်းတန်းရတယ်။ဒါပေမဲ့ second တိုင်းမှာဒီ effect က30ရာခိုင်နှုန်းပြန်လျော့သွားမှာ60ရာခိုင်နှုန်းအထိလျော့တယ်။ ဒီမောက်သုံးမယ်ဆိုရင်ကြတော့ကိုက5စက္ကန့်လောက်နေတိုင်း weapon swap လုပ်နေဖို့လိုတယ်မဟုတ်ရင် damage ရော့သွားလိမ့်မယ်မျက်နှာဘုံမောက်မှာ boss တွေပဲပြစ်မယ်ဆိုရင်ဘူးဆိုင်မောက်ဖြစ်တဲ့ targeted strike ကိုသုံးဒီမောက်ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ secondary gun မှာဘူးဆိုင်အဖက်ပါတဲ့ gun ကိုခြင်ထားမှကိုရမယ် မဟုတ်ရင်ဒီမော့ကအတုံးဝင်မှာမဟုတ်ဘူးဒီမော့ကဘူးဆိုင်အမှတ်ခံထားတဲ့ enemy ကိုပြင်ရင် crit rate 30ရာခိုင်နှုန်းနဲ့ crit damage 25ရာခိုင်နှုန်းပေးတယ်ဒီမော့ကိုမကြိုက်ဘူးဆိုရင်ကိုက boss တွေမပစ်ဘူး silo ဝင်မယ် grenade တွေပစ်မယ်ဆိုရင်တော့ကျွန်တော်တို့ sharpener garnish ကိုတုံးဒီမော့က sharpener weak spot ထိနိုင်ခြေကိုနှစ်ဆတိုးပေးပြီးတော့ weak spot ကိုထိပြီးဆိုရင်လည်း weak spot damage ကို25ရာခိုင်နှုန်းပို့ပေးတယ် ဂျာဗနဲရှူဗနီးယားနဲ့လည်းလိုက်တယ်နောက်ထပ်အင်ဂျီမော်မှာဆိုရင်အဒန့်ရှီကိုတုံးတယ်ဒီမော်ကကို့မှာရှိရှိနေတဲ့အချိန်ကို ပုံမှန်တင်နိုင်တဲ့ဒက်မိတ်တွေကိုရှီတစ်ခုမှာတစ်ခါကာပေးတယ်ကျွန်တော်တို့က touch rate နဲ့ဆော့မှာမလို့သွေးရ40ရာခိုင်နှုန်းပဲရှိတဲ့အတွက်ကိုအမားခံအောင်ဒီမော်ကိုတုံးတာဥပမာအဒန့်ရှီမရှိပဲကို့အနာမှာဘိုက်ပူကောင်ပေါက်မယ်ဆိုရင်ပုံမှန်ကျွန်တော်တို့တန်းသေးတယ် ဒါပေမဲ့အတန်းရှိမော်တက်ထားတယ်ရှိလဲရှိမယ်ဆိုရင်ဘိုက်ပူပေါက်ရင် အပေါ်ကရှိ ਉਹ ပဲအကုန်ကုန်သွားတာတွေးရတမ်းမိတ်မထီဘူးပေါ့နော်အတန်းရှိမရှိရင်လည်းကို့မှာလူနာဆာဖေ့စ်ကောင်းကောင်းရှိတဲ့အာမာမော့ကိုတက်သုံးလို့ရတယ်အာမာမော့မှာရွေးချယ်စရာလည်းမရှိဘူးနောက်ထပ်ဘောင်းမီမော့မှာဆိုရင်ဒက်ရှော့ကိုသုံးတယ်ဘောင်းမီမှာကဒက်ရှော့တက်ကိုတက်မှရမယ်ရွေးလို့မရဘူးဒက်ရှော့ကကျွန်တော်တို့မီလီမဟုတ်တဲ့ဘယ်နေရာနေပဲခရစ်တီတီကျွန်တော်တို့ရဲ့ခရစ်တက်မိတ်ကို900ခိုင်နှုန်းပေါင်းပေးတယ်အများဆုံး45000ခိုင်နှုန်းအထိဆုလို့ရတယ် ဒီ effect ကကျွန်တော်တို့တနက်ကို reload လုပ်လိုက်ရင် restart ပြန်ဖြစ်တယ်။လက်အိမ်မော့မှာဆိုလို့ရှိရင်ကြတော့ crit boost ကိုတုံးတယ်။ဒီမော့ကနေပြီးတော့ crit range 55ရခိုင်နှုန်းကိုဘာမှလုံးဆရာမလို့ပဲနဲ့ကျွန်တော်တို့တန်းပေါင်းပြီးတော့ပေးတယ်။ပို့မှာ crit range များများရှိတယ်ဆိုရင် crit amplifier ကိုတုံးလို့ရတယ်။ဒီမော့ကကြာ crit range 30ရခိုင်နှုန်းနဲ့ crit damage 55ရခိုင်နှုန်းပေးတယ်။ crit boost ထက် crit range 900ရခိုင်နှုန်းရော့ပြီးတော့ crit damage 55ရခိုင်နှုန်းပို့များမယ်။နောက်ဆုံးဖနက်မော့မှာကကျွန်တော်တို့ rush hour ကိုတုံးတယ်။ ဒီမော့ကကျွန်တော်တို့ရဲ့သွေး30ရာခိုင်နှုန်းလျော့တိုင်းမှာမီလီယောဝေါပွန်နဲ့ဆက်တဲ့ဒမ်မိတ်ကိုက4ရာခိုင်နှုန်းပေးတယ်ကျွန်တော်တို့က treasure နဲ့ဆော့တော့သွေးရ40ရာခိုင်နှုန်းပဲရှိမှာအဲ့တော့ဒီမော့ကနေပေးတဲ့ဒမ်မိတ်ဘောနဲ့တရား24ရာခိုင်နှုန်းအထိတိုးသွားတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ crate တွေမှာဘာတွေယူမလဲဆက်ပြောမယ်ပထမဦးဆုံးက anti void နဲ့ anti face ကိုယူရဲ့ ဒီနှစ်ခုကနေကျွန်တော်တို့သုံးမယ်စကားစနိုက်ပါနဲ့ crossbow ရဲ့ weapon damage ကို1500ခိုင်နှုန်းပေးတယ်နောက်တစ်ခုက resilient ဒီတစ်ခုကကျွန်တော်တို့မှာရှိရှိနေတဲ့အချိန်ဆိုရင် damage 300ခိုင်နှုန်းပိုခံနိုင်တယ်ရှိရပိုမာသွားတာပေါ့နောက်တစ်တန်းမှာ tactical combo ဒီကောင်ကကျွန်တော်တို့ weapon swap လုပ်ပြီးတဲ့အချိန်တိုင်းမှာ weapon damage 1500ခိုင်နှုန်းကို၄စက္ကန့်ကြာပေးတယ်နောက်ထပ် deviant energy defense ကိုယူရဲ ဒီကောင်ကနေပြီးတော့ကျွန်တော်တို့တုံးနေတဲ့ deviation တွေကိုအပြင်ထုတ်လိုက်တိုင်းမှာကျွန်တော်တို့ရဲ့သွေးရဲ့30ရာခိုင်နှုန်းကိုရှိအနေနဲ့ပြောင်းပေးတယ်။ဒီရှိရာစက္ကန့်30ကြာခန့်နဲ့ဒါအရေးကြီးတယ်ကျွန်တော်တို့မှာရှိတက်စရာ creator ကဒီ effect ပဲရှိတယ်။အထက်ရှိနေ resilient အလုပ်လုပ်ဖို့ဆိုလို့ရှိရင်ဒီရှိရာလိုတယ်နောက်တတန်းမှာ deadly combo ဒီကနေ sharpness တစ်ခါထွက်တိုင်း sharpness damage ကို25ရာခိုင်နှုန်း4စက္ကန့်ကြာပေးတယ် နောက်ထပ် market death strike ဒီတစ်ခုကဝူဆိုင်အမှတ်ခံရတဲ့ enemy ကို wisbot damage 20ရာခိုင်နှုန်းပိုထိသေးတယ်။နောက်ဆုံးက invisible strike ဒီတစ်ခုကကျွန်တော်တို့ wisbot damage တစ်ခါပေးတိုင်းမှာ sharpen damage 1.5ရာခိုင်နှုန်းနဲ့ sharpen crit damage 3.5ရာခိုင်နှုန်းကို60စက္ကန့်အကြာရတယ်။ stat 10ကအထိစုလို့ရပြီးတော့ stat 10ကိုအပြည့်ရောက်သွားပြီဆိုလို့ရှိရင်ဝေးသွားလို့ sharpen damage ရော့တာကို90ရာခိုင်နှုန်းရှော့ပေးတယ်။ ပုံမှန်ထဲဝေးဝေးရပို့ပစ်လို့ရသွားတယ်ဒါကတော့ကျွန်တော်တို့စကားအတွက်သုံးတဲ့ creator ပေါ့နော်ကဲဒီဗီဒီယိုလေးမှာပြောပြပေးသွားတာတွေကတော့စကား The Last Vela Gang ကိုအကျဉ်းဆုံးဖြစ်အောင်ဘာတွေတက်ပြီးရောဘယ်လိုဆော့ရမလဲဆိုတာကိုပြောပြပေးသွားတာပါအားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်အခုပဲဂိမ်းနဲ့ဝင်ပြီးတော့ဒီဘေးနဲ့ဆော့ပြီးတော့ခေါင်းခဲနေတဲ့ boss တွေကိုအရေးဖြော်ပြလိုက်လို့ရပါပြီ။ကို့အတွက်အကျိုးတစ်ခုခုဖြစ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို like လေးတွေနှိပ်ပြီးတော့အားပေးခဲ့ကြပါဦး။ ဒီလိုဗီဒီယိုလေးထပ်ကြည့်ကြည့်သေးတယ်ဆိုရင်ကျွန်တော်ရဲ့ Mei Gaming Channel လေးကို Subscribe လေးနှိပ်ပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိရအောင် Notification ကောင်းလောင်းလေးပါ ဖွင့်ဖို့မမေ့ကြပါနဲ့။ကဲအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။